အားလုံးမင်္ဂလာပါ POC သတင်းဌာနကနေပြန်လည်ချုပ်ဆိုလိုက်ပါရစေကျွန်တော်ကတော့ Elvin ပါဒီနေ့ဒီဇင်ဘာလ3ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါနေ့ညနားဆရာမယ့်သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းဘလဝမြို့နယ်မှာအသက်မပြည့်သေးတဲ့ချင်းမျိုးသမီးငယ်တူအဓမ္မပြုကျင့်ခံရမှုထိရောက်စွာအေးအေးယူပေးရန်ကမ္ဘာလုံးဆိုင်ရာခုံရေးအဖွဲ့ GKO ကတောင်းဆိုလိုက်တဲ့သတင်းချင်းပြည်မြောက်ပိုင်းဒေသကိုဆင်းရဲအလုံးရင်ဖြစ်စစ်ကြောင်းထိုးလာတဲ့ဂျမ်ဘတ်စစ်တပ်ကိုခုခံတိုက်ခိုက်ရင် ချင်းတော်လိုင်းရဲဘော်ခုနှစ်ဦးကြားဆုံးတဲ့တဲ့ဒေါက်တာဆဆာကအမေရိကန်ရောက်ချင်းပညာတက်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPFD ကိုဦးဆောင်ဖွဲ့စည်းပြီးမြန်မာတော်လိုင်းရဲအတွက်ဆက်လက်ဆောင်ရွက်သွားမယ့်တဲ့တွေနဲ့အတူကြားဆိုင်မှုစားစရာနောက်ဆုံးရတဲ့တဲ့တွေကိုပြသပေးဖို့ရှိပါတယ်ချင်းမြို့တိုင်းဘလောဝမြို့နယ်မှာအသက်မပြည့်သေးတဲ့ချင်းမျိုးသမီးငယ်တို့အဓမ္မပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး တင်မှုကျူးလွန်သူကိုထိရောက်စွာရေးယူပေးရန်ကမ္ဘာလုံးဆိုင်ရာခူမေဖွဲ့ GKO အာဂါတ .AA ကိုတောင်းဆိုလိုက်ပါတယ်။အာဂါတ .AA ထိန်းချုပ်ထားတဲ့ပလောဝမြို့နယ်တလခိုင်းကျေးရွာမှာအသက်16နှစ်အရွယ်လေးတူချင်းမင်းကလေးငယ်ဟာနိုဝင်ဘာလ9ရက်နေ့ကအဓမ္မပြုခြင်းခံရတာဖြစ်ပါတယ်။ဖြစ်စဉ်မှာနိုဝင်ဘာလ9ရက်ည9:00နာရီအချိန်မှာတလခိုင်းကျေးရွာနဲ့လမ်းလျှောက်နေတဲ့အဆိုပါမင်းကလေးငယ်ကိုရခိုင်ပြည်နယ်ရဝူးမြို့နယ်ပြည်လုံးကြီးကျေးရွာကအသက်46နှစ်အရွယ် ဦးထွန်းနိုင်ကရွာမြောက်ပိုင်း project တနေရာကိုခေါ်သွားပြီး၃ချိန်အမှတ်ပြုခြင်းခဲ့တယ်လို့ကြီးကေဝါပေါ်ပြပါတယ်။ပြည်မှုကျူးလွန်သူဦးထွန်းနိုင်ကို ULAA တာဝန်ရှိသူတွေကနိုမာလာ၁၉ရက်နေ့မှာဖမ်းဆီးထားပြီလို့သိရပါတယ်။ ULAA အနေနဲ့ data တွင်းလိမ်မိုက်ဆိုင်ရာချမ်းပတ်မှုမတိမှုများပါဝင်ခြေကံလူခွင့်ရေးတွေကိုအလေးထားဆောင်ရွက်ရန်လိုအပ်ပြီးဒီခုလိုအတမပြည့်သေးတဲ့မင်္ဂလိငယ်ပေါ်ကျူးလွန်ကြီးအပေါ်မှာလည်းတိရောက်စွာရေးယူဆောင်ရွက်ရန် GK ဝတ်တိုက်တွန်းထားပါတယ်။ ပြည်ရင်းပြည်ပမှာရှိနေကြတဲ့ကလင်းသူငယ်နဲ့အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေဟင်းနေလဲတက်ငယ်မရိမှုကျူးလွန်မှုဝိုင်းဝန်းကူညီဆောင်ပေးကြဖို့ GKO ကတိုက်တွန်းထားပါတယ်။ချင်းပြည်ပလောဝမြို့ကို ULAA က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာချမ်ပါစစ်တပ်ထံကနေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေတာဖြစ်ပါတယ်။အဲ့ဒီလိုအုပ်ချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေတဲ့အချိန်မှာ ULAA ဟာရခိုင်ပြည်နယ်ကရခိုင်တိုင်းရင်းသားတွေကိုအလုံးရင်းဖြင့် ဘရောမြို့နယ်မှာနေရာချပေးခဲ့တယ်လို့ GKO ကပြောပါတယ်။ ULA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကဘရောမြို့နယ်မှာဒေတာတွင်းတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေတယ်လို့မီဒီယာတွေမှာပြောဆိုနေပြီးမြဲဘရောကို ULA ကထိန်းချုပ်ပြီးနောက်ပိုင်းမှာမတိမ်မှုငားမှုတိရှိခဲ့ပြီးမတိမ်မှုတချို့မှာ ULA တပ်ဖွဲ့တွေကိုယ်တိုင်ကကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ချင်းမြောက်ပိုင်းဒေသကိုစစ်ရင်အလုံးရင်ဖြစ်စစ်ကြောင်းထိုးလာတဲ့အချမ်းပတ်စစ်တပ်ကိုခုခံတိုက်ခိုက်ရင်ချင်းတော်လိုင်းရဲဘော်9ဦးကြာဆုံးခဲ့တယ်လို့ CDF CDMC ကထုတ်ပြန်ပါတယ်။အချမ်းပတ်စစ်တပ်ဟာအော်တိုဘာလကုန်ပိုင်းကတိရိမျိုးဘော်ကိုလေကြောင်းကနေစစ်အင်ဟာချင်းချင်းဖြည့်တင်းကနိုဝင်ဘာလဇန်ပိုင်းကစပြီးတိုင်ငန်ချီရွာဘက်ကိုတိရိကနေတော့လကောင်းခိုင်ကံဘက်ကနေတော့လကောင်းစစ်ရအလုံးရင်ဖြစ်ဒုစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒါပြင်ဝေဘူးလမ်းမျိုးကနေလဲဗလမ်းမျိုးကို UTB စစ်ကြောင်းတစ်ကြောင်းဖြင့်ထိုးစစ်ဆင်လာခဲ့ပါတယ်။အချမ်းဘတ်စစ်တပ်ဟာချင်းပြည်မြောက်ပိုင်းဒေသကိုနေရာအစုံကနေစစ်ကြောင်းထိုးလာတာကြောင့်ချင်းပြည်တပ်ပေါင်းစုအနေဖြင့်စုဖွဲ့ပြီးခုခံတော်လှန်ဖို့အခက်အခဲရှိလာပြီးကိုနေရာကိုဖွဲ့စည်းအတိအကျပြင်လာခုခံတော်လှန်ကြရင်အဲအားမမြတာပဲတဖြည်းဖြည်းနဲ့ထင်းကျုံနေရာတွေပြန်လည်လက်လွတ်ခဲ့ရတယ်လို့ CDF CDM စီရင်ကလက်ရှိ စီရေးချီနေပါနဲ့ပတ်သက်ပြီးလွန်ပါလ30ရက်နေ့ကထုတ်ပြန်ပါတယ်။တပ်ဖွဲ့အတွင်းမှာတိုင်ကန်ဘက်ကဦးတီထိုးစစ်ဆင်လာတဲ့အချမ်းပတ်စစ်ကြောင်းကစစ်ဘုတ်ရီဗျူဟာမူလမ်းမျိုးထုတ်အပါဝင်အများပြားကိုခုခံချေမှုနိုင်ခဲ့ကြပြီမဲ့ချဲလန်တော်လိုင်းအင်အားစုဘက်ကရဲဘော်ခုနှစ်ဦးဖြင့်မြင့်မြတ်စွာအသက်ပေးပေးဆက်ခဲ့ကြတယ်လို့ CDF CDM စီရင်ကထုတ်ပြန်ပါတယ်။ဒီခုချိန်ဒီတန်တော်လိုင်းရဲ့ပေါ်အကျိုးတစုံတရာဖြစ်စေဖို့ရည်ရွယ်ပြီးတော်လိုင်းရဲ့ပေါ်အားလုံးပေါ်အ ော်လိုင်းသစ္စာမန္တရားရှိကချမ်ပစစ်တကိုကိုစွမ်းညံစွမ်းရှိသည်မမချွေးမချံပဲအတက်ကိုစတေးခံပြီးဆက်လက်ခုခံတော်လန်နေတယ်လို့လည်းဆိုပါတယ်။ကြာဆုံးရဲဘော်တွေရဲ့မိသားစုတွေနဲ့တကွထတ်တူထမြဝန်းရပါကြောင်းနဲ့ရဲဘော်တွေရဲ့ပေးဆက်ခဲ့သောအသက်ချွေးများဖြင့်တရိတ်ထံပြုကအဆုံးခီးတိုင်ထိဆက်လက်တက်ပွင့်သွားမယ်လို့ CDF CDM CN ကအတည်ပြုထားပါတယ်။ မြူဒန်ညူရီအစိုးရ NUG ရဲ့ BB ဆိုင်ယံပူပေါင်းဆောင်ရွက်ရေးဝန်ကြီးကနေလှုပ်ထွက်သွားတဲ့ဒေါက်တာဆဆာဟာအမေရိကန်ရောက်ချင်းပညာတက်လူငယ်တွေပါဝင်တဲ့ Institute of Peace Federal Democracy IPFD ကိုဦးဆောင်ပွဲစည်းပြီးမြန်မာတော်လှန်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ IPFD မှာ Institution Lansing တို့ရဲ့ချထားပြီးလူမျိုးနယ်မြေမှာအုပ်ချုပ်ရေးလုပ်ငန်းပေါ်ဆောင်ရေး lobby နဲ့စီယုံရေးဗနာရေးနဲ့စီးပွားရေး institution တွေဖြစ်တယ်လို့ဒေါက်တာဆဆာ ကသတင်းမီဒီယာတွေနဲ့အင်တာဗျူးမှာရှင်းပြထားပါတယ်။အဲဒီအတွက် IPFD ကို American ဆိုရစီမှာမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဘာနာရေးအတွက်တရားဝင်ဗန်စင်းကိုလည်းဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ American ပြည်တော်စုမှာ IPFD ကိုထူထောင်တာကျမ်းပါစစ်တပ်ရဲ့ခြေလှမ်းတွေကိုစနစ်တကျအုံပြန်နိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ဒေါက်တာဆဆဖွဲ့စည်းလိုက်တဲ့ institution မှာဦးဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာတတ်တွေဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းကျင်းပသူတွေလည်းဖြစ်တာကိုလည်းတွေ့ရပါတယ်။ဒေါက်တာဆာဆာပြည်ထောင်စုဝန်ကြီးဖြစ်တာဝန်ယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG PP ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန NUG အစိုးရကရှင်းချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တယ်လို့လက်ရှိအချိန်ထိထပ်ပိုလွတ်လပ်တဲ့အချိန်နေနဲ့ဒေါ်လာရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာကြောင့်ယာတုကနေ Nootropy Institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆာဆာကသတင်းမီဒီယာတွေကိုပြောဆိုခဲ့တယ်။ ဇင်ဘီဟာကမြို့နယ်ရူအန်ကျေးရွာကိုဂျမ်ပါစစ်တပ်ကဒုတိယကျင်းဘုံကျဲတိုက်ခိုက်ပြီးလူနေအိမ်၄လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်မကွေးတိုင်းကငုံမျိုးနဲ့စပတ်မှာတရှိခဲ့ရန်ဂျေးရွာကိုနိုမာလာ30ရက်မနက်အစောပိုင်းတနအီလောက်မှာချမ်ပါစစ်တပ်ကမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပုံကျဲတိုက်ခိုက်မှုကြောင့်ရန်ဂျေးရွာကအရက်သားပြည်သူတွေထိခိုက်မှုမရှိပေမဲ့လူနေအိမ်၄လုံးခန့်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပြည်ရဲ့နိုဝင်ဘာလ၁၄ရက်နေ့ကလည်းရန်ချွေးရွာကိုဂျမ်ပါစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်တလုံးနဲ့နှစ်ချင်းပြားချောင်းတစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အဂျမ်ပါစစ်တပ်ကမကြာခဏပုံကျဲတိုက်ခိုက်တာကြောင့်ရန်ချွေးရွာဒေသခံတွေဟာနေအိမ်မှာညမိတ်ရဲကြတော့ပဲတောထဲတောင်ထဲထွက်ပြေးသိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ဒီကနေ့ဒီဇင်ဘာ၁ရက်မိုးလယ်ပိုင်း၂နာရီဝယ်ဝန်းကျင်မှာလဲချင်းပြည်တိုင်းမင်းသားမျိုးအနောက်ချမ်းဒေသကို ချမ်ပစစ်တက်ကနှစ်ကြိမ်လီချောင်းတက်ခိုက်ခဲ့တယ်လို့သိရပေမဲ့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပါဘူးမန္တလေးတိုင်းဘိုးကုန်းမြို့ကနေရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့ကိုဦးတည်လာတဲ့ချမ်ပစစ်တက်စကြောင်းနဲ့ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံပူမူကြီးနော်ဘူးကပြောပါတယ်တရုတ်ရဲ့ဂျာဝင်ညီနိုင်မှုကြောင့်တောင်းတဲ့ TNL ကတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိန်မျိုးတို့ကိုဂျမ်ပါစစ်တပ်လက်ထဲကိုပြန်လည်လွှဲပြောင်းပေးဖို့သဘောတူချိန်မိုးမိန်မျိုးကိုလာတဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်နေတာလို့သိရပါတယ်။ဂျမ်ပါစစ်ကြောင်းဟာနိုဝင်ဘာလ28ရက်နေ့ကမိုးကုတ်မျိုးတွေကိုပြန်လည်ငွေရောက် လာပြီးနောက်မိုးမိန်မျိုးကိုဆက်လက်သွားတဲ့အချိန်နိုဝင်ဘာလ30ရက်ည8:00နာရီဝန်းကျင်မှာမိုးကုတ်မိုးမိန်ချမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။ တောင်းတထီယန်လီတပွဲဟာတေတုံညာနှစ်ကိုစစ်စစ်ရင်ကာလာတွင်မှာ PDF ပူပေါင်းတပွဲတွေနဲ့တူတိမ့်ဖိုက်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကိုတရုတ်ရဲ့ချောင်းဝင်စစ်ဆက်ပေးမှုကြောင့်ချမ်ပတ်စစ်တပ်ထံပြန်ပေးဖို့အော်တိုဘာလ29ရက်နေ့ကသဘောတူခဲ့တာဖြစ်ပါတယ်။မိုးမိတ်မျိုးဟာရှမ်းမြောက်မှာ KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေနဲ့လည်းဆက်ဆက်နေတဲ့မျိုးနယ်ဖြစ်တာကြောင့်မဟာမိတ်တပ်ဖွဲ့တွေနဲ့စစ်တပ်တို့အကြတိုက်ပွဲဖြစ်လာတဲ့အခါ KIA ကကူညီပေးသွားမယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုကြတယ်။ BBC ကပေါ်ပြပါတယ်။လက်ရှိမှာချမ်ပစစ်တပ်နဲ့ပြုလုပ်တဲ့အပြစ်အရေးသဘောတူညီချက်ကြောင့်မုဂုံမြို့ကနေတာန်တက်တွေဆုတ်ခွာသွားပြီဖြစ်ပြီးအချမ်ဖတ်တပ်ဖွဲ့ဝင်တွေမုဂုံမြို့မှာဝေရောက်ဖြန့်ကျက်နေပြီလို့သိရပါတယ်။မြန်မာနိုင်ငံမှာအာနာတိန်အချမ်ဖတ်စစ်တပ်က UCB ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုကင်းမဲ့ရုံသာမကပဲဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ဖိနှိပ်မှုတွေကိုပိုဆိုးရွားသွားစေလိမ့်မယ်လို့ လသမဂ္ဂလူခွင့်ရေးဆိုင်ရာအရာရှိကသတိပေးပြောကြားလိုက်ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်ကစပြီးအတုံးလိုက်ကျင်းပမယ်လို့အကြံပေးစစ်တပ်ကကြေညာထားတဲ့ရွေးကောက်ပွဲဟာအန်ဒီယမြပြည်ဒီမိုကရေစီစံနှုန်းတွေကင်းမဲ့နေတယ်လို့လူမှုအပေါ်ဖိနှိပ်မှုတွေကိုပါဆွေးရသွားစေနိုင်ငယ်လို့ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ OHCHR ရဲ့ပြောခွင့်ရအရာရှိ Jeremy Lawrence ကပြောပါတယ်။ အဂျမ်ပစတဟာအဓိကကျတဲ့နိုင်ငံရေးပါတီအများပြားကိုပဲထုတ်ထားပြီး2021ခုနှစ်ဆ ਿਆ နာသိမ်းမှုနောက်ပိုင်းဒီမိုကရေစီနှိကျရွေးကောက်ခံအစိုးရအဖွဲ့ဝင်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်နိုင်ငံရေးကျင်းသား3000ကျော်ကိုထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်းသူကထောက်ပြပါတယ်။တကယ်လားမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စရန်လူရန်တိုက်မှုတွေကိုဆုံးသက်ပြီးလူသားချင်းစာနာမှုအထောက်ပံ့တွေပြန်လည်ဝင်ရောက်ခွင့်ရရေးဖြစ်တယ်လို့သူကထောက်ပြသွားပါတယ်။ ကုလသမဂ္ဂရဲ့မြမလူခွေရင်ဆိုင်ရာထူးကိုယ်စားလှယ်တော်မန်ဒရုစ်ကလည်းကုလသမဂ္ဂအထွေထွေညီလာခံနောက်ဆုံးတင်ပြခဲ့တဲ့အစီရင်ခံစာမှာအချမ်ပတ်စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာစစ်တပ်ရဲ့အာဏာကို ခိုင်းမအောင်တရားဝင်အောင်လေစားထားတဲ့အတူအယောင်တစ်ခုသာဖြစ်တယ်လို့သတိပေးပြောဆိုခဲ့ပါတယ်။ဒီမေဗီယိုစီဒရင်ထားနိုင်တဲ့ဆုံးရရှိထားတဲ့ဒရင်တွေကိုတိဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။